လေပြားနိုင်ငံထရီပိုလီမြို့တော်မှာဖြစ်ပွားနေတဲ့မတီးမငိမ်မှုတွေအပေါ်အလွန်ဆိုးရိမ်ကြောင်းကုလသမဂ္ဂကမေ15ရက်ကထုတ်ပြန်ခဲ့ပြီးဒီအထူးကြုံဖြစ်စဉ်တွေဟာ လူအုပ်စုလိုက်ရွှေပြောင်းမှုနဲ့အရက်သားတွေကိုအနေနဲ့ရှိစေကြောင်းသတိပေးခဲ့ပါတယ်။ထရီပိုလီမြို့တော်မှာမြေဆက်နေရကလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေနဲ့ပောက်ကွဲမှုတွေကြောင့်လူ၆ဦးထပ်မံတေဆုံးခဲ့ကြောင်းအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ထရီပိုလီစိတ်ကန်းအပောင်ရဲ့အထက်နေရာတွေမှာမြေဆက်လေးရကအထက်ကယုံတွေအသစ်ပြန်လည်ဖြစ်ပွားခဲ့ပြီးလုံခြုံရေးတရင်အရင်မြစ်တစ်ခုကဒီဖြစ်စဉ်ကိုမျိုးပြစစ်ပွဲလို့ခေါ်ဆိုခဲ့ပါတယ်။ရွှေပြောင်းနေထိုင်မှုဆိုင်ရာနိုင်ငံကအဖွဲ့အစည်းကရန်လိုမှုတွေကိုရပ်တန့်ဖို့တိုက်တွန်းခဲ့ပါတယ်။ လက်တလုံးအကျန်းဖတ်မှုညံ့တက်နေတဲ့အပေါ်စိုးရိမ်ကြောင်းကုလသမဂ္ဂအဖွဲ့အစည်းကပြောကြားခဲ့ပြီးလူအုပ်စုလိုက်ရွှေပြောင်းမှုအန္တရာယ်နဲ့အရက်သားတွေရဲ့အသက်အန္တရာယ်တွေကိုမိမောင်းထိုးပြောကြားခဲ့ပါတယ်။ထရီပိုလီအခြေစိုက်အစိုးရကိုကြောထောက်နောက်ခံပြုပေးထားတဲ့တူရကီကလေပြားကနေ၎င်းတို့ရဲ့နိုင်ငံသားတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ဆိုပါရယ် 2021ခုနှစ်မှာနေတိုးကြောထောက်နောက်ခံပြုတော်လှန်ရေးမှာကာလကြာရှည်အုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်မိုဟာမက်ဂဒါဖီကိုဖြုတ်ချပြီးတပ်ဖြတ်ခဲ့ပြီးနောက်ပိုင်းလေပြောင်းမှာနက်နက်ရှိုင်းရှိုင်းအဖွဲ့ကွဲမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။